တရား၃မျိုးကျုပ်ကကလားကိုမေးကြည့်တယ်ဟေ့ကလားကောင်းတာလို့ရင်ဘယ်ရောက်မလဲဆိုတော့အထက်ရောက်မေးတယ်မကောင်းတာလို့ရင်ကောကွာလို့ဆိုတော့အောက်ရောက်မေးတယ်ဒါဖြင့်ကောင်းတာလည်းမလို့မကောင်းတာလည်းမလို့ဘူးကွာဘယ်ရောက်မလဲလို့မေးတော့ကလားကကောင်းကုန်စဉ်းစားပြီးဒါတော့ကလားမျက်စီမြက်သွားပြီတဲ့ကလားတာမျက်စီလဲတာမဟုတ်ဘူးညော့ကျွတ်တုပမာရီပါမျက်စီလဲနေတာ ကောင်းတာလို့ရင်ကုသဖြစ်တယ်ဆိုတာသိတယ်မကောင်းတာလို့ရင်အကုသဖြစ်တယ်ဆိုတာလည်းသိတယ်ကောင်းတာလည်းမလုပ်ဘူးမကောင်းတာလည်းမလုပ်ဘူးဘာဖြစ်မလဲဆိုတဲ့ခါကျတော့မျက်စီလည်းညှိကြပြီကုသကံကလည်းလုံးမဖြစ်တာအကုသကလည်းလုံးမဖြစ်တာလုံးမဖြစ်တယ်ဆိုတော့မလုပ်ရင်မဖြစ်ဘူးပေါ့ဘာမှမလုပ်လို့ဘာမှမဖြစ်ဘူးဆိုတာမသိတာဗျပြောပြန်တော့လည်းမယုံကြဘူးကုသဖြစ်ရင်ဖြစ် ကုသမဖြစ်ရင်အကုသဖြစ်နေတာပဲလို့ ယူထားတော့အပြောကခဲ့နေတာအခုဘုန်းကြီးကိုမြင်တော့ဘုန်းကြီးလို့မသိဘူးလားသိပါတယ်ဗျာလူချင်းနဲ့စိတ်ပေါင်းနေသလားမပေါ်ပါဘူးဗျာရိပ်ရှင်နဲ့စိတ်ရောပေါင်းနေသလားမပေါ်ပါဘူးဗျာလူချင်းနဲ့စိတ်လည်းမပေါ်ဘူးရိပ်ရှင်နဲ့စိတ်လည်းမပေါ်ဘူးဆိုတော့ကုသိုလ်အကုသိုလ်မှလွတ်နေတာမမှန်ဘူးလားမှန်ပါတယ်ဗျာဒါကြောင့်ဘုန်းကြီးလို့သိတဲ့စိတ်ဟာကုသိုလ်စိတ်လည်းမဟုတ်ဘူးအကုသိုလ်စိတ်လည်းမဟုတ်ဘူး ကုသိုလ်အကုသိုလ်မှလွတ်နေလို့သူ့ကိုအဗျာကတသိလို့ခေါ်တယ်ဗျအဗျာကတဆိုတာမြင်တိုင်းကြံတိုင်းနံတိုင်းထီတိုင်းကြံတိုင်းပေါ်နေတဲ့စိတ်တွေဟာအဗျာကတစိတ်တွေပဲပေါ့ဒီစိတ်တွေကဘာဘာညာညာလို့သိယုံမြတာသိပြီးဒီစိတ်တွေမှာဘာကိလေသာမှမရှိလောဘဒေါသစတဲ့ကိလေသာကင်းစင်ပြီးတော့ကုသိုလ်အကုသိုလ်မှလွတ်နေတဲ့အတွက်အိမတ္တမှာဖြူစင်တန့်ရှင်းနေသူပင်ကိုပဂရိက ပြုစင်ကြည်လင်းနေတဲ့အဗျာကတစိတ်ကိုသိပြီးပြုစင်တဲ့အတန်းကလေးထားရမှာမင်းညင်နေတဲ့အကုသိုလ်စိတ်တွေဖြစ်လာအောင်ကြံစည်မပိနှလုံးသွင်းမပေးတဲ့နေရာမှာမြတ်စွာဘုရားဟောကြားခဲ့တဲ့သာသနာ၃ညရှိတယ်ကုသိုလ်ကိုပြုအကုသိုလ်ကိုရှောင်ပြုအောင်စိတ်ကိုထားတဲ့ပြုလို့ရမယ်တရားကကုသိုလ်တရားမပြုလို့ပဲရှောင်ခြင်းရမယ်တရားကအကုသိုလ်တရားဖြူစင်နေတဲ့စိတ်ကိုဖြူစင်တဲ့တိုင်းထားရမှာက အပြကတတရားတဲ့အပြကတတရားကဘာမှမလို့ရပဲငကိုတိုင်းဖြူစင်းနေတဲ့တရားလုံးမဖြစ်လာမယ့်တရားကကုသူတရားနဲ့အကုသူတရားဒါပါပဲ